အားလုံးမင်္ဂလာပါကိုဒီပတ် YouTube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာ9ရက်17လ2025တောက်ကြာနေ့မနေ့12နာရီ10မိနစ်တော့ပါကိုဒီပတ် chicken အားပေးတဲ့ကုမာများအားလုံးမင်္ဂလာပါလို့ဥသာကာရဝအနေနဲ့နှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာရှိသောနည်းနည်းခင်းလေးဖြစ်ကြပါစေနော်အားလုံးမင်္ဂလာပါညတော့အင်တာနက်လိုင်းကြီးမကောင်းလို့လိုင်းမတက်တာဟုတ်ပြီနော် ကျေးဇူးပါကုတိပါရေးနဲ့ကျေးဇူးပါဗျအားလုံးကျေးဇူးပါ အားလုံးကျေးဇူးမနေ့ရက်တစ်ထိတ်သမားတွေဆင်ပြေကြရလားမနေ့ရက်ညနေရက်တစ်ထိတ်စီသမားတွေဆင်ပြေလားကျေးဇူးပါကုတိပါရေးနဲ့ကျေးဇူးပါဗျအားလုံးကျေးဇူးပါငားလာနိုင်တာကုတိပါရေးနဲ့မပြောတတ်ဘူးသူများပြောတာနားထောင်မေးချင်တာတော့မမေးနဲ့ကိုပိုင်ပတ်ချင်တဲ့ပတ်တိပတ်ပြီးတော့ သနရလဲနေတာကိုဒီဘက်မတက်နိုင်ဘူးဟုတ်ဘူးနော်ကြီးစုပါကိုဒီဘက်ရင်းနဲ့ကြီးစုပါဗျအားလုံးကြီးစုပါတစ်ပတ်တစ်ထိတ်စီရလာမနေ့ကညနေရက်တစ်ထိတ်စီ ဖုံးဆက်တာမရဘူးနဲ့ဖုံးကလူတကာခေါ်နေတာလေဖုံးမခေါ်နဲ့မကင်နိုင်ဘူးကနန်းထွက်တုန်းကအဲ့လိုခေါ်တယ်မကြဘူးကနန်းတောင်းလိုက်ချိန်ကြတော့ဖြေရတာမလွယ်ဘူးဟုတ်ပြီနော် ကျေးဇူးပါဂုဒီပါရေးနေကျေးဇူးပါဗျမနေ့တက်ထိတ်ရလားတက်ထိတ်ရလားကြိုက်ဆုံးထိတ်ကတက်ထိတ်မှန်တကွယ်လွဲတကွယ်ထိုးခြင်းတက်ထိတ်စီနှစ်နောက်ပိုင်းနဲ့တက်နှစ်လို့ထိုးခိုင်းတာထွက်တာတက်ကိုလို့ထွက်တာဟုတ်ဘူးနော်ကနန်းထွက်သွားရင်ဖုံးခေါ်မဲ့သူရှားတယ်ဟုတ်ဘူးနော်ကနန်းတောင်းချင်းဆိုရင်တော့ဖုံးနေခေါ်တာမအားဘူးဖုံးမခေါ်နဲ့မကြိုက်ဘူးတခါတည်းပြောထားတာ ပတ်စံလဲလွှဲခြင်းမလွှဲမလွှဲခြင်းမလွှဲနဲ့ဖုံးမခွန်နဲ့မကြိုက်ဘူးသူများတကလည်းလှုပ်တစ်ဖက်နဲ့အားရရနေတာမဟုတ်ဘူးဟုတ်ပြီနော်ဖုံးခွန်ရင်ရှိသေးတယ်ရှုံးနေလို့တလို့ရှုံးနေလို့ပါဆိုတာဒီလောက်ပေါက်နေတာကိုရှုံးနေတယ်ဆိုတော့သေးပေါ့ဟုတ်ပြီနော်ဒီလောက်ပေါက်နေတာကိုရှုံးနေတယ်ဆိုတော့သေးပေါ့ဒါပဲရှိတာပဲလေကျွန်တော်ပေးတဲ့ကနေလွဲသွားတာရှိလား အဲ့လားဖုံးဆက်လိုက်အားရှိစကားလို့တော်တော်ရှုံးနေလို့မချီးမဆန့်ရှုံးနေလို့ဆိုတော့ဘာကျွန်တော်လိုက်ထူခိုင်းနေတာလားဟိုဘက်ဒီဘက်ပါဒီဘက်ဒီဘက်ပါလိုက်ထူခိုင်းနေတာလားတခြားစဉ်းစားပြီးမှဖုံးဆက်နော်တခါတည်းမှားထားမယ်လုံးဝမန်ပါခေါ်ထားတာတယောက်မှမဖြစ်မန်ပါလည်းမခေါ်ဘူးစိတ်လည်းမဝင်စားဘူးဟုတ်ပြီနော်တခါတည်းပြောတာနော်ဖြူစင်သောစေတနာနဲ့ပေးတာစေတနာကိုမဆော့ကားနဲ့ စော်ကားရင်တော့ဒီဘကြောင့်သိတယ်နော် တခါလဲပြောထားတာမန်ပါခေါ်တာလဲစိတ်ဝင်သားဘူးဖောက်ဝင်ကြီးလဲစိတ်မဝင်သားဘူးတခါလဲပြောထားတာလုံးဝမန်ပါမခေါ်ဘူးဖောက်ပြီးတော့တခါလဲပြောတစ်တော့တို့ဘိုင်ဘုန်းနဲ့ဖေဘုတ်မက်ဆေ့ချာတို့တစ်တော့တို့မှလဲမတင်ဘူးတခါလဲပြောထားရင်နော်လူလိမ့်နေများတယ်နော်တခါလဲပြောထားမဲ့ channel တစ်ခုကိုးနာမည်နဲ့ကိုသုံးတော့ ငါလိုင်းပေါ်မှာဆောက်ရက်ခွဲတော့မှမင်းငါ့ကိုကြိုးကြောင်မလုံးနဲ့တခါတည်းပြောထားတာလိုင်းပေါ်က channel တခုကိုကနန်းကိုတင်တော့ကိုနာမည်နဲ့ကိုလုတ်ငါလိုင်းပေါ်မှာမင်းကိုဆောက်ရက်ခွဲတော့မှကိုเจ้าကိုတီးလိုက်မယ်နော်မင်းပုံနေရောပါလေငါ့ရှိမှာရှိတယ်နော်တခါတည်းပြောထားတာညီလားကိုလားလို့ငါမသိဘူးစိတ်ဝင်စားဘူးကိုနာမည်နဲ့ကိုလုတ်ငါမင်းကိုဆောက်ရက်ခွဲတော့မယ်နော်တခါတည်းငါတီးပေးထားတာနော်တန်းကြီးကခန္ဓာလွန်သွားပြီ ကျေးဇူးပါမောင်လေးကြီးနဲ့ကျေးဇူးပါဗျလေးဘက်ဒီလဲပတ်ခိုင်းထားတာတယောက်မှမရှိဘူးငါးဘက်ဒီလဲပတ်ပါလို့ဒီနှုတ်ကနေပြောထားတာတခွမှမရှိဘူးဖုံးဆက်လိုက်ကျွန်တော်တို့ကလေးဘက်နေလို့ငါးဘက်နေလို့ကျွန်တော်ဘာအဘက်ဒီဒီပတ်ခိုင်းနေတာပတ်ဒီဘက်မွဲသွားမှာတခါတည်းမှတ်ထားပတ်ဒီဘက်တဲ့သူတွေမွဲသွားမှာဘဝပြတ်သွားမှာသတိထားနော်မောင်ဒီဘက်ဗရိတ်တို့ဟွန်းင်းတို့လိုက်ထိုးနေတာဘဝမပြတ်ဘူး ပฏิပတ်တဲ့လူတွေဒုက္ခတွေရောက်သွားမှာလားတတိထားပြောလဲနတူတွေပြောသကားလဲနားမထောင်ဘူးမနီးရတက်ထိတ်ပြီးတဲ့ပေါက်တဲ့သူမရှိဘူးအဲ့မနီးရထိတ်စီလွဲသွားကြည့်ဟာဟာရှုံးတာဆက်မတန်ရှုံးတာတေလောက်အောင်ရှုံးတယ်အဲ့လူတွေရဲ့ကျင့်ညင်းနေအဲ့မှတ်ထားတက်ထိတ်ကြီးထွက်ရင် ပေါက်တဲ့သူမရှိဘူး အတစ်ထိတ်စီထွက်သွားရင်မထွက်ရင်လေအရှုံးတာသေလောက်အောင်ရှုံးတာနော်ဘဝကြီးပြက်ကုန်တာသေကုန်တာလားမသိဘူးတခုရှိသေးတဲ့ကဒန်းထွက်သွားရင်ဖုံးခေါ်မဲ့သူမရှိဘူးဟုတ်ပြီနော်ကဒန်းပေါကဒန်းပါသွားရင်ဖုံးခေါ်တဲ့သူမရှိဘူးကဒန်းတောင်းရမဲ့သူသေလောက်အောင်တောင်းတယ်ဘယ်တော့နဲ့ဘလို့အားမွေးထားလဲမသိဘူးညနေထိတ်စီမတင်ဘူး တခါလည်းပြောတာနော်ညနေထိတ်စီးလုံးဝမတင်ပြီးဘူးပောက်တဲ့သူလည်းမရှိဘူးအမတင်တာကောင်းတယ်ဟုတ်ပြီနော်ညလိုင်းကောင်းတယ်မြင်ကက်လို့မတင်ပြီးတာတောက်ပြီးတော့မြင်ကက်လို့မတင်ပြီးတာမနီးရ83ပြိ8ပြိ3ပြိ81ထွက်တယ်ပောက်တဲ့သူမရှိဘူးမပြောဘူး66ထွက်တယ်61ထွက်တယ်ပောက်တယ်နော်66ထွက်တယ်ပောက်တယ်61လည်းပောက်တယ် 92ပောက်တယ်ဟုတ်ပြီနော်90ပောက်တယ်81ပောက်တယ်ဟုတ်ပြီနော်9ချိန်ဖြစ်သွားပြီနော်ညနေဘက်ထိတ်စီမနေ့ရက်တထိတ်ထွက်တယ်ဟိုတနေ့က6ထိတ်ထွက်တယ်9ချိန်ညနေဘက်ထိတ်စီ2ချိန်ရတယ်ပောက်ကနေဩကွက်ဒီကိုဒီပါလို့9ချိန်ရတယ်ဟုတ်ပြီနော်9ချိန်ရတယ် ခုနှစ်ကြိမ်တော့မှပေါက်တာဟုတ်ပြီနော်ရှစ်ကြိမ်ထွက်တာခုနှစ်ကြိမ်ပေါက်တယ်အလားရှုံးသေးတယ်ဆိုတော့ဘာလို့ရမှာလဲအလားရှုံးသေးတယ်ဆိုတော့ဘာလို့ရမှာတော့ဖုံးဆက်လိုက်အားရှိတဲ့စကားမကြောက်ဘူးရှုံးနေလို့ပါမရှုံးနဲ့ရှုံးနေရှုံးနေရှုံးနေမဟုတ်ပါခုနှစ်ကြိမ်တော့မှထွက်ပေါက်ထားတာခုနှစ်ကြိမ်မရနဲ့ဗျာ၅ကြိမ်တော့ ပေါက်ထားတယ်ကျင်းသည်မလွဲမသွေညှက်နေဘက်ထိတ်စီးမပေါင်၅ချိန်တော့ပေါက်ထားတယ်အဲ့လားလဲရှုံးနေသေးတယ်ဆိုတော့ဘာလုပ်ရမှာလဲမထိုးနဲ့ဗောမထိုးတော့နဲ့အတူတီလောကမှာမထိုးတော့နဲ့ကိုကိုကိုတက်သေးဗလားဟုတ်ပြီနော်ဒီကြိမ်နှစ်ကြိမ်နဲ့မှန်ထားမပြောစောကြီးကပြောထားတယ်နော်ကိုဒီဘက် တနင်းကနေနီးညှတယ်ပြောတယ်ဒီတစ်ပတ်တော့ငါအာမခံတယ်နောက်တစ်ပတ်တော့ငါအာမမခံဘူးလို့ငါတခါတည်းပြောထားတာဟုတ်ပြီနော်အဲ့လားဓာတ်သမအကောင်းလို့ပောက်တယ်လို့မှတ်ထားဓာတ်သမမကောင်းပဆောင်နေရကွန်းလို့ဒိုင်ဝါသွားမှသတိထားနောက်တစ်ပတ်ကူတော့မမြော်နဲ့အာမမခံဘူးအာမခံထားတာနှစ်ပွဲရှိသွားပြီဒီတစ်ပွဲ၅ချိန်တိတိအာမခံတာ၅ချိန်နဲ့ပြည့်သွားပြီထိတ်စီးလဲရသွားပြီဟုတ်ပြီနော်ထိတ်စီးလဲရသွားပြီနောက်တစ်ပတ်တော့အာမမခံဘူး ဟုတ်ပြီနော်နောက်တစ်ဖက်တော့အမမကန်ဘူးမသေးလဲမသေးကြဘူးဓာတ်သမကောင်းမှတင်လို့ရမှာဓာတ်သမမကောင်းရင်ဘူးရှူွားတွေဖြစ်သွားတယ်အလုံးမင်္ဂလာပါမင်္ဂလာရှိတော့နည်းနည်းခင်းနည်းဖြစ်ဖြစ်ကြပါသေးနော်လူတွေရဲ့ကျင့်တာတိတာကိုကိုဒီပါပြောပြတာပါစိတ်ဆိုးလို့လည်းမဟုတ်ဘူးခွန်းင်းဖြစ်လို့လည်းမဟုတ်ဘူး ညတော့ကတော့မြင်ကက်လို့မတင်ပြီးတာရှင်းအောင်ပြောတာနော်ကိုဒီပပိုးဝင်လင်းလင်းပဲလိန်နာညာတာလည်းမရှိဘူးလိန်ညင်းညာခြင်းလည်းမရှိဘူးကောက်ခြင်းလည်းမရှိဘူးဟုတ်ပြီနော်တခါတည်းပြောထားတာတဲ့ပဲပြောတတ်တယ်လူပဲရှိတော့ကောင်းတယ်လူတိုင်းကိုပြောတာဟုတ်ပြီနော်လူပဲရှိရင်လူဦးလူတထောင်ရှိရင်ဆယ်ယောက်လောက်ပဲကောင်းတယ်ဟုတ်ပြီနော်တထောင်ကျန်တဲ့990မကောင်းဘူး တခါတည်းပြောထားတာလူသုံးမယ်ကောင်းတယ်လူသုံးနေပေါ့ကိုဒီဘားတို့ဘွားတွေကလူသုံးဘွားတွေဟုတ်ပြီနော်လူတဲ့ခါသုံးတယ်ဗျာမလို့ရင်မသုံးဘူးဒီလူပေါ့အဲ့အဲ့လူစိတ်တက်ကလေးထားတာတော်တော်ကြီးစုတင်နေဘွားတွေပြတ်တာပေါ့နော်ဘွားတွေပြတ်တာပေါ့လူသုံးနေဆိုဘွားပြတ်တတ်တယ်ကိုဒီဘားပြတ်မှာမဟုတ်နော်အဲ့လူသုံးနေသုံးတဲ့လူတွေဘွားပြတ်တတ်တယ်လို့ပြောတာဟုတ်ပြီနော် ခွေကနန်းသမားတွေတခါတည်းမှာမယ်နော်ခွေကနန်းသမားတွေဒီနေ့တနေ့ကုန်မှာတကွက်မဖြစ်မနေထွက်လိုက်မယ်ဗရိတ်ထွက်လိုက်မယ်ဟုတ်ပြီနော်ကိုပိုင်ချိန်စားပြီးထိုးလို့ရတယ်နော်ဒီနေ့တနေ့ကုန်မှာဗရိတ်ထွက်မယ်ခွေကနန်းထွက်မယ်တစ်ချိန်တော့ထွက်မယ်ခွေကနန်းနဲ့ဗရိတ်ဒီတစ်ခုတော့ထွက်မယ်မဖြစ်မနေထွက်မယ်အဲ့လားကိုကောင်းနေထဲထားကြံတဲ့ဘောက်ချီပန်းလိုက်ထိုးလို့ရှုံးတာမပြောတတ်ဘူးနော် ပြီးတော့မှဖုံးဆက်ရင်ရှုံးလို့ဆိုတော့ဖုံး တန်မကြားခြင်းဟု၄ငါး၆ခုပြီးခွေသည်ဒီနေ့တနေ့ကုန်မှာထွက်မယ်ဗရိတ်လဲထွက်မယ်ဟုတ်ပြီနော်ဗရိတ်လဲထွက်မယ်အဲ့ဒါမှတ်ထားဗရိတ်လဲထွက်မယ်ဗရိတ်လဲထွက်မယ်၄ငါး၆ခုပြီးခွေလဲထွက်မယ်မနီးရလို့ဗရိတ်ပြီးခင်ကုန်ပေါက်မယ်မနီးရလို့ပဲဗရိတ်ရထားတဲ့ထိုးကြမှာလား ိုးကျင်လဲထိုးပေါ်တော့မထိုးကျင်လဲမထိုးနဲ့မနေရလို့ပဲဗတိရထားတယ်ကြိုက်တဲ့သူထိုးဟုတ်ပြီနော်လုံးဝအာမခံတာတယောက်မှမရှိဘူးဟုတ်ပြီနော်မန်ဘာခေါ်ထားတာလဲတယောက်မှမရှိဘူးဟုတ်ပြီနော်ဒါကိုဒီဘ YouTube channel အလားမှတ်ထားဒါကိုဒီဘ YouTube channel ဒီ channel တခုတည်းသုံးတာဖုန်းနံပါတ်ဒီဒီဖုန်းနံပါတ် 63လုံး99 3965ဒီဖုန်းနံပါတ်တစ်ခုပဲရှိတယ်ဟုတ်ပြီနော်မန်ပါခေါ်ထားတာတယောက်မှမရှိဘူးဖွဲ့ဝင်လည်းမခေါ်ဘူးမန်ပါလည်းမခေါ်ဘူးဟုတ်ပြီနော်တခါတည်းပြောထားတာဒီဖုန်းနံပါတ်တစ်ခုပဲရှိတယ်ဒါကိုဒီဘက် YouTube channel ဖြစ်တယ်လူဦးရေ2368000ရှိတယ်ဒီ channel ကို subscribe 200မှာကြံတဲ့ channel တွေဆိုတူပါနေနော်တခါတည်းမှတ်ထားဒီမှာဖုန်းနံပါတ်63လုံး99 3965ဝေပေး KB ဖွင့်ထားတယ် ကိုဒီဘတ် channel ဒါလူဦးရေ23,600ရှိတယ်ဒီ channel ကို subscribe 200မှာဟဲ့လားဒီ channel ဟဲ့လားကိုဒီဘတ် channel လို့မှတ်ထားဟုတ်ပြီနော်အ channel ကို subscribe 200မှာကိုပြောတာဟုတ်ပြီနော်ဒီ channel ကို subscribe 200မှာဟုတ်ပြီနော်အလာကိုဒီဘာ YouTube channel စစ်မှန်ဖြစ်တယ်။ဟုတ်ပြီနော်လုံးဝမှန်ပါခေါ်ထားတာမရှိဘူး။ဖောက်ဝင်လည်းမခေါ်ဘူး။မှန်ပါလည်းမခေါ်ဘူး။တခါတည်းပြောထားတာနော်။ 6ခွန်ပြီးခွေဒီနေ့တနေကုန်မှာတခွက်ထွက်မယ်ဗရိတ်လဲထွက်မယ်ကိုပိုင်ခေါင်းခေါင်းရှိတဲ့သူတော့ဟုတ်ပြီနော်ဒီနေ့တနေကုန်ဗရိတ်ဟုတ်ပြီနော်တနေကုန်ဗရိတ်ရှိတဲ့အကြောင်းပြောပြမယ်နော်တနေကုန်ဗရိတ်ခொနှစ်ရက်7လ2025 တနေကုံပရိတ်မနီရတော့တော့မှန်တယ်နော်မနီရတော့မှန်တယ်မနီရ73ပရိတ်မှန်တယ်ဟုတ်ပြီနော်7ပရိတ်80တူထွက်တယ်မပေါက်ကြပါဘူးပေါက်တဲ့သူမရှိဘူးဟုတ်ပြီနော်တခါတည်းမှားထားတာဖုန်းနံပါတ်ပေးပါလားဖုန်းနံပါတ်မှတ်သွား63 99 365ဖုန်းနံပါတ်တစ်လုံးမှာလွှဲရင်ကျန်လဲဖုန်းနံပါတ်တွေဆိုတုပတွေအဲ့လားမှတ်ထားဟုတ်ပြီနော် 63လုံး99035လွှင်းရင်ကျန်တဲ့ဖုန်းနံပါတ်ရဲ့တူပတွေကိုဒီပတ်မဟုတ်ဘူး63လုံး99035လားကိုဒီပတ်ဖုန်းနံပါတ်အဲ့လားမှတ်ထားပရိဒီမနီယပရိလိုပဲ83တဲ့ပရိလိုရတယ်ဟုတ်ပြီနော်83တဲ့ပရိ9ရက်17လ2025 တောက်ကြနေတဏီကုံပရိရှစ်သုံးတဲ့ပရိလို့ရတယ်ပရိနှစ်ခုပဲယူမှာဟုတ်ပြီနော်နှစ်ခုကမှန်ရင်လဲစံပေါ်နော်မမှန်ရင်လဲခံပေါ်ဒါပဲရှိတာပဲဟုတ်ဘူးနော်မနေ့ကတုံးကတော့မှန်းလာတယ်ဒီမနေ့မှဒီနေ့မှဖောက်ရင်တော့မပြောတတ်ဘူးဒီပရိကလေးကိုတော့ကြိုက်နှစ်သက်လို့တင်ပေးတာဟုတ်ပြီနော်ပရိဒီရှစ်သုံးတဲ့ပရိလို့ရတယ်ဟုတ်ပြီနော်ပရိဒီရှစ်သုံးတဲ့ပရိ ကိုပါဝမ်းကျင်းဒီကိရိရှိကတ်ထိုးလို့ရတယ်ဗရိတ်ဒီ73တဗရိတ်လို့ရတယ်ကြိုင်ထိုးဟုတ်ပြီနော်73တဗရိတ်ကိုကိုဒီပါကတော့3ဗရိတ်တဗရိတ်ယူပါတယ်ဟုတ်ပြီနော်ဗရိတ်ဒီ3ဗရိတ်တဗရိတ်ကြိုက်တယ်ဟုတ်ပြီနော်ဗရိတ်ဒီ73တဗရိတ်ကိုတခြားလေးနားထောင်နော်ဗရိတ်ဒီ73တဗရိတ် ရှစ်သုံးတဲ့ပရိတ်ကိုကိုဒီဘကကြိုက်တာသုံးပရိတ်တစ်ပရိတ်ကြိုက်တယ်။ဟုတ်ပြီနော်သုံးပရိတ်တစ်ပရိတ်ကြိုက်တာနော်။ဒီမနက်ခင်းပူကြိုက်တယ်မနက်ခင်းပဲအပရိတ်ကထွက်များလို့ဟုတ်ပြီနော်ပရိတ်ဒီရှစ်သုံးတဲ့ပရိတ်ကိုတစ်သုံးပရိတ်ကြိုက်တယ်။တစ်သုံးပရိတ်ပရိတ်ဒီတစ်သုံးပရိတ်ကြိုက်တယ်ဒီမနက်ခင်းတစ်သုံးပရိတ်ဟုတ်ပြီနော်ကိုရေးချင်တာမရေးနဲ့သူများပြောတာနားထောင်နားမထောင်ထွက် တစ်သုံးပရိတ်ဟုတ်ပြီနော်တစ်ပရိတ်ဆိုရင်ခွန်၄ရယ်၅၆ရယ်10ရယ်ဟုတ်ပြီနော်တစ်ပရိတ်တစ်ပရိတ်ဆိုအကနန်း၃ခွက်ကြိုက်တယ်၃ပရိတ်ဆိုရင်30ရယ်ခွန်6ရယ်ရှင်းငားရဲ့ဟုတ်ပြီနော်၃ပရိတ်ဆိုအကနန်း၃ွက်ကြိုက်တယ်ကနန်း၆ွက် တင်လိုက်ပါပြီ13ပရိတ်ဟောပြီးတော့တပရိတ်ဆို845630 3ပရိတ်ဆို308685ဟောပြီးတော့အဲ့လားကြိုက်တယ်ကြိုက်တဲ့သူကစားဒီခွေကနန်းသမားတွေကခွေကနန်းထိုးကြပါလို့ပြောခြင်းပါတယ်ဟောပြီးတော့ခွေကနန်းသမားတွေကခွေကနန်းကိုပို့ပြီးတော့ထိုးစီခြင်းပါတယ်ဟောပြီးတော့3ပရိတ်ဆို308685တပရိတ်ဆိုရင် ခွန်4560 4560ဟုတ်ပြီနော်ကျေးဇူးပါကိုဒီပါရေးနေကျေးဇူးပါဗျအားလုံးကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်ပြီနော် လုံးဝဖွဲ့ဝင်ကြီးခေါ်တာလို့မန်ပါခေါ်တာတို့ဆိုမောင်တီပါမဟုတ်ဘူးလို့အဲ့လိုလေးမှတ်ထားပါ ဟုတ်ပြီနော်အားလုံးကြိုက်တဲ့သူကစားနိုင်ပါတယ်တစ်3ပရိတ်ကြိုက်ပါတယ်တစ်ပရိတ်ဆို4560 3ပရိတ်ဆို30 6 85ပါ ကြိုက်တဲ့သူကစားပါဟုတ်ပြီနော်အားလုံးပဲပိုင်းပါ